ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုရားပြမျှဝေဆွေးနွေးကြတာကတော့စီစားများစေနိုင်တဲ့စံစာတစ်ခုဖြစ်တဲ့ဒီစံစာပြည့်ချက်တစ်ခုဖြစ်တဲ့ဗောနော်အိဇောစံစာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီနေ့ live မှာဘုရားပြမျှဝေဆွေးနွေးကြပါတယ်အိဇောစံစာဆိုတာကတော့ဒီကားရဲ့အိဇောပိုင်လိုင်းမှာတက်ဆင်လာတဲ့စံစာကိုကျွန်တော်တို့ workshop ဒီကတော့အိဇောစံစာလို့ပဲအလွယ်ခေါ်ကြတာဗောနော်အောက်ဆီဂျင်စံစာသို့မဟုတ် February ချိုးစံစာလို့ခေါ်တဲ့အဲ့ဒီစံစာဆိုလို့ရှိရင်တော်တော်လေးဒုက္ခပြီးတဲ့စံစာထဲမှာပါဝင်ပါတယ်ဒီစံစာပြည့်ချက်ဖြစ်တဲ့အခါမှာသူရဲ့ကြားအနေနဲ့ဘာဖြစ်လဲဆိုတော့ဒီအိတ်ဇောပိုက်ကနေပြီးတော့မှလောင်စာစီနဲ့မှွန်တဲ့ပြဿနာကိုကြုံတွေ့နေနိုင်ပါတယ်အဲ့တော့လောင်စာစီနဲ့မှော်နိုင်တဲ့ပြစ်ချက်တွေကအများကြီးပဲရှိမယ်။အဲ့ဒီထဲကမှဒီအိတ်သောဆန်စာရဲ့ပြစ်ချက်ကတော့ လောင်စာစီနဲ့ပုံစီနိုင်တဲ့ပြစ်ချက်တွေကတခုဖြစ်ပါတယ်။အဲ့တော့ဒီဆန်စာကဘာလုပ်ပေးတာလဲ။ဘာဖြစ်လို့အဲ့လောက်အရေးကြီးနေတာလဲပေါ့နော်။ဘာဖြစ်လို့ဒီဆန်စာပြစ်ချက်ဖြစ်တဲ့အခါမှာဒီစီနဲ့ပုံနဲ့ပြဿနာဖြစ်တာလဲပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ဒီဆန်စာရဲ့အလုပ်လုပ်ပုံလေးကိုလည်းရှင်းပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီဆန်စာကိုပြပေးပါမယ်။ ကျွန်တော်အိတ်စောမှာတက်ဆင်ထားတဲ့စံစာပေါ့နော်စံစာတွေကတော့သူကဟိုများသောအားဖြင့်တော့ဒီလိုပုံစံပေါ့တချို့စံစာတွေဆိုလို့ရှိရင်တော့ဒီလိုမျိုးကာဘာလေးတွေနဲ့ပါတဲ့ပုံစံလေးတွေရှိပါတယ်ဒါကတော့ EF စံစာပေါ့ဗျာနော် FFB ချူစံစာပါကာဘာပါလို့ FFB ချူစံစာမဟုတ်ပါဘူးနော်ဒါကကြတော့အောက်ဆီဂျင်စံစာပါကျွန်တော်အောက်ဆီဂျင်စံစာတွေ FFB ချူစံစာတွေကဆိုလို့ရှိရင်ဒီအိတ်စောပိုက်လိုင်းမှာတက်ဆင်ထားတဲ့ engine ရဲ့အထွက်ပေါ့နော်အထွက်ဆိုတာက engine ကနေပြီးတော့မှ exhaust manifold exhaust manifold ကအဲ့ဒီကနေပြီးတော့ exhaust တွေက exhaust pipe အဲ့ဒီကနေပြီးတော့မှ catalytic converter လို့ခေါ်တဲ့ကြောက်စကားအဲ့ဒီကြောက်စကားမှာဆိုရင်ကြောက်စကားရဲ့အဝင်မှာ sensor တစ်လုံးရှိပြီအဲ့တော့ကြော်ဒီမှာ exhaust sensor ပေါ့နော်ကြောက်စကားရဲ့အဝင်မှာလည်းဒီ sensor ရှိနိုင်တယ်ကြောက်စကားရဲ့အထွက်မှာလည်း sensor ရှိနိုင်တယ်အဲ့တော့အဲ့ဒီ sensor ကဘာလို့ပြီးလဲဆိုတော့ oxygen sensor တွေကကြတော့ အိတ်ဇောပိုက်ထဲမှာဒီပါဝင်လာတဲ့အောက်ဆီဂျင်ရဲ့ပမာဏကိုအာယုံခံပြီးတာဖြစ်ပါတယ်အဲ့တော့အောက်ဆီဂျင်ရဲ့ပမာဏကိုအာယုံခံပြီးပြီးတော့အောက်ဆီဂျင် ပမာဏများတယ်ဆိုတဲ့သဘောကသတ်မှတ်တဲ့နှုန်းထက်ပေါ့နော်အောက်ဆီဂျင်ပမာဏများရင်ဒါကစီလီချိုးမှာပေါ့နော် early lean mixture လို့ခေါ်တယ်စီလီချိုးနည်းတယ်ဆိုတဲ့ပြဿနာဖြစ်မယ်အောက်ဆီဂျင်ပမာဏအာယုံခံတဲ့အခါမှာနည်းတယ်ဆိုလို့ရှိရင်ဒါက rich mixture ဖြစ်တယ် rich mixture ဆိုတာကစီလီချိုးများတယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်အဲ့တော့စီလီချိုးများခြင်းနည်းခြင်းပေါ်မူတည်ပြီးတော့မှ ECU ကနေလောင်စာဆီကို များပေးတင်လားနည်းပေးတင်လားဆိုတာကိုဆုံးဖြတ်ပေးပါတယ်ဒီစံစာတွေကကြတော့အခိုင်းခံတဲ့စံစာတွေလည်းမဟုတ်ဘူးအာယုံခံဖို့တသက်ပဲပေါ့နော်စံစာတွေအရဆိုရင်ဒီအောက်ဆီဂျင်အိဇိုဘိုက်ထဲမှာဒီစီစင်းသွားတဲ့ ါဝင်သွားတဲ့အောက်ဆီဂျင်ပမာဏကိုပဲအာရုံခံပြီးတော့ ECU ကိုသတင်းချက်လက်ပေးပို့တဲ့စင်ဆာဖြစ်ပါတယ်အဲ့တော့ဒီစင်ဆာကအရင်အရေးကြီးပါတယ်ပုံစံတွေကတော့မျိုးစုံရှိတာပေါ့နော်စင်ဆာမှာဆိုလို့ရှိရင်ကျိုးတွေကအရှည်တွေရှိမယ်အတူတွေရှိမယ်ဒါတော့ကားအင်ဂျင်ပေါ်မူတည်ပြီးတော့သူ့ရဲ့ဒီဇိုင်းတွေကတော့ပုံစံမျိုးစုံကွဲနိုင်တယ်အဲ့တော့ဒီအေဒိုပိုင်လေးမှာတက်ဆင်ထားပြီးတော့ဒီစင်ဆာကလာတဲ့အချက်လက်ကို ECU ကယူပြီးတော့မှအင်ဂျင်တာကိုစီပြန်တဲ့ပမာဏအတွက်ကိုသူကအဓိကလုံးဆောင်ပြီးတယ်ပေါ့နော်အဲ့ဒီမှာဒီစင်ဆာပြတ်သွားရင် တော့ကျွန်တော်ဒီဆန်ဆာနဲ့ပတ်သက်ပြီးတော့ဗောနော်ပြစ်ချက်ဖြစ်သွားပြီဆိုကြပါစို့ဥမာဒီနဲ့ဒီဆန်ဆာကကျွန်တော်တို့ဒီအဥမာဒီနဲ့ကြောင်သွားတာတို့နောက်တစ်ချက်ကဒီဆန်ဆာအဲတာဖြစ်သွားပြီဆိုလို့ရှိရင် ECU ကစီလီချိုးကိုသူမသိတော့ဘူးအဲ့တော့စီလီချိုးကိုဒီအိတ်သောပိုက်ထဲမှာရှိနေတဲ့အောက်ဆီဂျင်ပမာဏကိုသူမသိတော့ဘူးအဲ့တော့ဘာလုပ်ပြီးလဲဆိုတော့ ECU ကနေဖေးစင်မှုနဲ့စီကိုပုံသေးပြီးပေးတယ် အဲ့တော့ C ကိုပုံသေးပြီးရင်ဘာဖြစ်မလဲဆိုတော့ C ကပုံသေးပြီးရင်လည်းများတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ C စားများတဲ့ပြဿနာတွေဖြစ်တယ် C နဲ့မှုန်တဲ့ပြဿနာမျိုးတွေဖြစ်စီနိုင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီအိဒေါ်ဆန်စာရဲ့အာပြစ်ချက်ကြောင့်နောက်ဆက်တွဲအနေနဲ့ကြုံတွေ့ရတဲ့ပြဿနာတွေကတစ်ခုဖြစ်ပါတယ်အဲ့တော့ C စားများစီနိုင်တဲ့ C နဲ့မှုန်စီနိုင်တဲ့ပြစ်ချက်တွေထဲမှာဒီဆန်စာကအဓိကအနေနဲ့ပါဝင်ပါတယ်အဲ့တော့ ဒီစန်စာကအဲ့လိုအီသိုပိုက်လိုက်မှာတက်ဆင်ထားတယ်သူ့ရဲ့ဝါယာကလည်းအခြေခံအားဖြင့်ပေါ့နော်သူ့ဝါယာကကျွန်တော်ဒီမှာလေးပင်တွေ့ရလိမ့်မယ်ကျွန်တော်ဝါယာကျိုးမှာဆိုလို့ရှိရင်ပေါ့နော်ဒါကတော့ကျွန်တော်ဝါယာလေးလိုက်တဲ့အခါမှာလည်းနည်းနည်းလွယ်အောင်ကျွန်တော်ဒါဝါရင်းပိုင်းမှာနည်းနည်းလေးရှင်းပြပေးချင်တာပါအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျိုးကလေးပင်ပေါ့နော်ကျိုးလေးပင်မှာဆိုလို့ရှိရင် တွေ့ရတာက အမဲပါမယ်အာပြီးတော့ကျွန်တော်တို့ဒါလေးကဟောပေါ့နော်ဒီခဲရောင်လေးပါမယ် နောက်ဒီနှစ်ပင်ကကြတော့အဖြူဆိုပြီးတော့ပါမယ်ပေါ့နော်အားလုံး၄ပင်ပါမယ်အဲ့တော့ဒီဆန်ဆာကပုံမှန်ဆိုလို့ရှိရင်ဆန်ဆာလုံးလုံးဖိုးကဆန်ဆာဆိုတာကျိုးကနှစ်ပင်နဲ့အောက်ဆီဂျင်ဆန်ဆာတွေရပါတော့ဝိုင်ယာနှစ်ပင်ပဲလိုမယ်ဒါပေမဲ့သူကနောက်ထပ်နှစ်ပင်ထပ်ပြီးတော့ပေါင်းထားတာကဒီဆန်ဆာမှာဟီတာပေါ့နော်ဟီတာပါဝင်လာတယ်အဲ့တော့ဒီဆန်ဆာရဲ့အထက်ထဲမှာသူကဆန်ဆာရောဟီတာရောနှစ်ခုပေါင်းထားရတယ်ဘာကြောင့်လဲဆိုတော့ ဒီ sensor အလုံးလုံးတဲ့သူ့ရဲ့ operation temperature ကအပူချိန်400လောက်မှာစပြီးတော့အလုံးလုံးတဲ့အဲတချို့ sensor တွေဒီ air temperature sensor တွေဆိုရင်အပူချိန်650လောက်မှာစပြီးတော့အလုံးလုံးတာအဲ့လိုမျိုးဆိုတော့ဒီ sensor တွေရဲ့အလုံးလုံးတဲ့အပူချိန်တွေကအရင်မြင့်တယ်အဲ့ဒီမှာဥမာပေါ့ A ဘိုင်းဒေတာတွေပေါ့ဗျာနော်ဥမာ0 degree နားရောက်နေတဲ့ဒေတာတွေရှိမယ်0အောက်ကျနေတဲ့ဒေတာတွေရှိမယ်အဲ့ဒီမှာ exhaust pipeline ရဲ့အပူချိန်မြင့်တက်ဖို့ဆိုတာကမလွယ်ဘူး ဲ့လိုမလွယ်တဲ့အနေထားမှာဒီဆန်စာကသတ်မှတ်တဲ့သူ့ရဲ့အပူချိန်အပူချိန်400ပေါ့ဗျာเนาะအဲ့လိုရောက်ဖို့အတွက်ကအရန်ခက်ခဲတယ်အဲ့လိုရောက်ဖို့ခက်ခဲတဲ့အတွက်ဒီဆန်စာထဲမှာဟီတာကိုတပေါင်းနဲ့ထည့်ပြီးတော့တက်ဆင်ထားတယ်တော့ဖွင့်တဲ့အချိန်မှာတော့လုံးလုံးမမဟုတ်ဘူးအင်ဂျင်နှိုးလိုက်ပြီဆိုတာနဲ့ဒီဟီတာကစတင်ပြီးတော့လုံးလုံးတယ်အပူချိန်ကိုအပူချိန်400ရောက်အောင်မြ мян ပေါ့เนาะဒီဆန်စာကိုပြောမယ်ဆိုရင်မီးမြိုက်ပြီးတဲ့သဘောပေါ့ဗျာเนาะအပူပေးလိုက်တယ်အဲ့လိုပူပေးလိုက်တဲ့အခါမှာဒီဆန်စာကအာယုန်ခံစနစ်ကစတင်ပြီးတော့လုံးလုံးလာတယ်အဲ့တော့ အင်ဂျင်ဆပြီးတော့နှိုးနှိုးခြင်းမှာကတော့အောက်ဆီဂျင်စင်ဆာရဲ့ data အချက်လက်တွေကကြည့်ဖို့မဖြစ်နိုင်ဘူးပေါ့နော် data မှန်တယ်လို့ပြောလို့မရအောင် data တွေအများကြီးမှားနိုင်တယ်ဒါပေမဲ့အင်ဂျင်သတ်မှတ်ထားတဲ့ပုံစံတစ်ခုရောက်သွားပြီးအင်ဂျင်ရဲ့ RPM ကလည်း650ခွန်ရအိတ်ဘဝင်းကျင်ပေါ့နော်ဖြစ်သွားပြီဆိုလို့ရှိရင်တော့အောက်ဆီဂျင်ဆန်ဆာရဲ့ data ကိုကျွန်တော်တို့ဖတ်လို့ရတယ်အဲ့တော့ခုနရှင်းပြခဲ့သလိုပဲဒီမှာ wire က၄ပင်ရှိတယ်ပေါ့နော် wire ၄ပင်မှာပင်အောက်တီကတော့ကွာနိုင်တယ်အဲ့တော့၄ပင်မှာဆိုရင်အယောင်တူ၂ပင်ပါလာတယ်ဒီမှာအယောင်တူ အဖြူနှစ်ပင်ပါတယ်ဒီဘက်ကကျွန်တော်ခဲရောင်နဲ့အနက်ကတော့မတူဘူးပေါ့နော်အဲ့တော့အယောင်မတူတဲ့ပင်နှစ်ပင်ကဆန်စာဖြစ်ပါတယ်ဒီမှာအယောင်မတူတဲ့နှစ်ပင်ပေါ့နော်အနက်နဲ့ကျွန်တော်ဒီမှာခဲရောင်တွေကဒါဆိုလို့ရှိရင်ဆန်စာအဖြူနှစ်ပင်ကဟီတာအဲ့တော့ကျွန်တော်အောက်ဆီဂျင်ဆန်စာကောင်းမကောင်းကိုအကျဉ်းကြီးစစ်ဆေးနေတယ်ဆိုရင်ဟီတာကောင်းမကောင်းကိုဆစ်လိုက်တယ်ဒါအပြက်များတဲ့ပြစ်ချက်ဖြစ်တဲ့အတွက် ဒီ heater ပဲညာတော့အပြင်ပြတ်တယ်ဗောနော်အဲ့တော့ heater ကိုစစ်လိုက်တယ် heater စစ်လိုက်လို့ heater ဘိုင်းကသတ်မှတ်ထားတဲ့အုံတစ်ခုရှိနေတယ်ဆိုလို့ရှိရင်ဒါက heater ကောင်းတယ်ဒါဆိုရင်တော့ sensor ကောင်းတယ်လို့အကြံဉာဏ်သတ်မှတ်ကြတာဗောနော်ဘာဖြစ်လို့သတ်မှတ်လဲဆိုတော့ဒါက sensor မှာဟို heater အပြတ်များတဲ့အတွက်လူမျိုးသတ်မှတ်တာပါဒါပေမဲ့ဒါကတရားခိုင်နှုန်းမှန်လားဆိုတော့တရားခိုင်နှုန်းတော့မမှန်ဘူးဘာကြောင့်လဲဆိုတော့ heater မပြတ်ဖမ်းတဲ့ sensor ပြတ်တဲ့ကားတွေရှိတယ်အဲ့တော့ sensor ပြတ်တဲ့ဒီအခြေအနေတွေရှိတယ် ဲ့လိုဆိုလို့ရှိရင်လည်းဒီစင်ဆာကအလုံးလုံးမှာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒါကြရင်တော့ကျွန်တော်တို့ကဘာကိုစစ်ရမလဲဆိုတော့ data အချက်လက်ကိုစစ်ရတာဖြစ်သွားပြီအဲ့တော့အလွယ်ကူဆုံးစစ်လို့ရတာကအရောင်တို့ကျိုးနှောင်းကိုအုံတိုင်းကြီးလိုက်မယ်အောက်ဆီဂျင်စင်ဆာဆိုရင်တော့အကြမ်းမြင့်ပေါ့ဗျာအုံးကဒီ၄အုံးကနေ၁၆အုံးကြားရှိမယ်အဲဒီ air fuel ratio စင်ဆာဆိုလို့ရှိရင်တော့နော်အိုးကနေ၄အုံးကြားရှိမယ်ပေါ့နော်ပြောမစို့၄အုံးမကျော်ဘူးပေါ့ဒါပေမဲ့ဒါကလည်းကားအလုံးအတွက်မှန်လားဆိုတော့ကားအလုံးအတွက်တော့မမှန်ဘူး တချို့ကားတွေမှာဆိုလို့ရှိရင်အခုနောက်ပိုင်းဆိုရင် air fuel reduce စန်စာကြီးပဲသုံးလာကြတယ်သုံးလာတဲ့အခါမှာစန်စာ1မှာလည်း oxygen air fuel reduce စန်စာစန်စာ2မှာလည်း air fuel reduce စန်စာသုံးလာပြီးတော့စန်စာ1မှာသုံးထားတဲ့ air fuel reduce စန်စာကအကြမ်းမြင့်1.6 ohm ကနေ3.2 ohm ပဝင်းကျန်လောက်ရှိတယ်စန်စာ2မှာသုံးထားတဲ့ဒီ air fuel reduce စန်စာကကြတော့2 ohm ကနေ6 ohm ကြားရှိတယ်အဲ့လိုမျိုးဆိုတော့ ကားတည်းနဲ့ဈေးကမတူနိုင်ဘူးပေါ့နော်ဒါကကျွန်တော်တို့ကအကြမ်းမြင့်နေတဲ့ဒီအောက်ဆီဂျင်ဆန်ဆာဆိုရင်လေးဝါးနေဆက်ချောင်းအောင်ကြရှိတယ်ဒါဟိုအကြမ်းမြင့်နေတဲ့တွက်ချက်လို့ရအောင်ပေါ့နော်တိုက်တာလို့ရအောင်ပါအဲဖီရီချိုးဆန်ဆာဆိုရင်နှောင်းဝါးနေလေးအောင်ကြရှိမယ်ဆိုတာကဒါအကြမ်းမြင့်နေတဲ့ရှင်းပြပေးတာပါအဲ့တော့ဒီအောက်ဆီဂျင်ဆန်ဆာတွေအဲဖီရီချိုးဆန်ဆာတွေကအရေးကြီးတယ်ကားတည်းနဲ့အင်ဂျင်တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီးတော့မှဆန်ဆာတွေရဲ့အုံတွေကလည်းကွာခြားနိုင်တယ်အဲ့တော့ဆန်ဆာကောင်းမကောင်းကကျွန်တော်တို့ကအဲ့လိုမျိုးစစ်ဆေးလိုက်မယ်စစ်ဆေးလိုက်လို့ ဒီဟီတာဘက်မှာကောင်းနေတယ်ဆိုလို့ရှိရင်ကားမှာတက်တက်လိုက်မယ်ကားမှာတက်ပြီးတော့မှ engine နှိုးနှိုးပြီးတော့ data အချက်လက်ကိုကြည့်ပြီးတော့ sensor ကောင်းမကောင်းကိုသူ့ရဲ့ grade တွေနဲ့ကြည့်တာပေါ့နော် wave form တွေနဲ့ပြန်ကြည့်ပြီးတော့မှ sensor ကောင်းမကောင်းကိုသုံးဖြတ်ပြီးတာဖြစ်ပါတယ်အဲ့တော့ဒီ sensor ပြစ်ချက်ဖြစ်ရင်ကျွန်တော်ရှင်းပြခဲ့သလိုပဲစီစားများမယ်စီနက်မွန်နဲ့ပြစ်ချက်ကိုဖြစ်တယ်အဲ့ဒီတော့ဒီ sensor နဲ့ပတ်သက်ပြီးတော့ကြုံတွေ့နိုင်တဲ့လက္ခဏာတွေကဘာတွေဖြစ်မလဲဒီ sensor ကလည်း sensor တွေတဲက ဒီ engineering engine ရဲ့ EFI စနစ်ရဲ့စန်စာတွေကတခုဖြစ်တဲ့အတွက် oxygen sensor air fuel ratio sensor လို့ခေါ်တဲ့ဒီအိမ်သောစန်စာတွေပြည့်ချက်ဖြစ်ရင် engine ချက်မီးလင်းမယ်ဒါကပုံမှန်ဖြစ်လေးဖြစ်တာရှိတဲ့ဟာပေါ့နော်ဒီခါဒီမှာဘာဖြစ်တယ်လဲဆိုတော့ဒီစန်စာနဲ့ပတ်သက်ပြီးတော့ဥမာ socket တွေရေငွေ့ရိုက်တာတို့ဘာလို့ပေါ့ဗျာနော်ဒါတွေအရဆိုလို့ရှိရင်လည်း ဘာဖြစ်နိုင်လဲဆိုတော့ချက်မီလေးနဲ့ပြဿနာမျိုးတွေဖြစ်စေနိုင်တယ်ပေါ့ဗျာเนาะဒါဆိုလို့ရှိရင်အဲဒီအောက်ဆီဂျင်ဆန်ဆာ air pure ratio ဆန်ဆာနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ပြစ်ချက်တွေပါဆန်ဆာပြက်ရင်လည်းချက်မီလေးနိုင်တယ်နံပါတ်1အချက်ကတော့ကျွန်တော်ရှင်းပြခဲ့သလိုလောင်စာစီစားများမယ်ပုံမှန်သက်ဆိုင်စီပို့ပြီးတော့စားပြီးတော့မှစီနက်မှုံနဲ့ပြဿနာမျိုးဖြစ်မယ်နံပါတ်3အချက်ကကြတော့ engine တုံတဲ့ပြဿနာမျိုးစီလီချိုးမညီတဲ့အတွက် engine တုံခါတဲ့ပြဿနာမျိုးတွေကြုံတွေ့စေနိုင်တယ် number 4အချက်ကတော့ emission control နဲ့ပတ်သက်တဲ့အပိုင်းမှာ အရန်ဆိုးရွားတယ်ပေါ့နော်ပြောမယ်ဆိုရင်တချို့နိုင်ငံတွေအားဆိုရင် emission နဲ့ပတ်သက်ပြီးတော့အရန်ကိုအာဂယူဆိုင်ကြတယ်အသေးသေးဆန်တယ်အဲ့လိုနေထားမှာအောက်ဆီဂျင်ဆန်စာပြည့်ချက်ဖြစ်တယ်ဆိုလို့ရှိရင် emission တက်လို့လို့ရှိရင်အာကျွန်တော် emission မိုင်းမှာလုံးဝအောင်မှာမဟုတ်ဘူးပေါ့နော်သဘာဝဝင်ရင်ရမှုကိုထိန်းသိမ်းမှုအတွက်ကဒီအောက်ဆီဂျင်ဆန်စာလည်းကောင်းနေဖို့လိုအပ်ပါတယ်နံပါတ်5အချက်ကကြတော့အောက်ဆီဂျင်ဆန်စာပြည့်ချက်ဖြစ်လို့ရှိရင် catalytic converter လို့ခေါ်တဲ့ကြောက်စကားတွေမြ мян ဆန်ဆန်ပိတ်တယ်မြ мян ဆန်ဆန်ပြည့်စည်နေမှာဖြစ်ပါတယ် နံပါတ်6ချက်ကကြတော့အချိန်တင်တဲ့အခါမှာကောင်းကောင်းတင်မရတော့ဒါကဘာနဲ့သွားပြီးဆက်သက်ဆိုင်နေလဲဆိုတော့လောင်စာစီအချိုးတွေမမှန်တဲ့အတွက် လီဘာနင်းပေမဲ့ကားကလူတလောက်မရွေတာမသွားတာမျိုးဖြစ်တတ်တယ်ဗောနော်ဒါဆိုလို့ရှိရင်ဖြစ်လိဖြစ်တာရှိတဲ့နေရာမှာပါဝင်နေအဲ့တော့ဆန်စာနဲ့ပတ်သက်ပြီးတော့မှာပြည့်ချက်ကြုံတွေ့ရတဲ့အခါမှာဒီလိုအချက်တွေကိုကြုံတွေ့နေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကိုဒီနေ့လိုက်မှာဘုဒ္ဓရာဖြစ်ထည့်သွင်းမျှဝေပြီးတာပါကျွန်တော်တို့ဒီနေ့ training မှာဗောနော် အောက်ဆီဂျင်ဆန်စာ air fury ရိုးစင်ဆာနဲ့ပတ်သက်ပြီးတော့မှ training ပေးဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ခေါင်းစဉ်လေးကိုတော့ oxygen sensor air fury ရိုးစင်ဆာနဲ့ပတ်သက်တဲ့အပိုင်းလေးဖြစ်တဲ့အတွက်စီစားများစေနိုင်တဲ့ exhaust sensor ပစ်ချက်ဆိုပြီးတော့မှကျွန်တော်ဒါ brain measure ကိုဘူးဒါပြင်းမြဝေဆွေးနေတာဖြစ်ပါတယ်။ဒါကတော့ air fury ရိုးစင်ဆာဖြစ်ပါတယ်။ဒါကတော့ oxygen sensor ပေါ့နော်။ sensor တွေကတော့ဟိုပုံစံတွေကတော့နည်းနည်းလေးတူတယ်ပေါ့ဗျာနော်ပြောမဆိုရင်ပုံစံတွေကတော့ဆင်တယ်ဒါပေမဲ့အလုံးလုံးပုံကရန်ခွဲပြပါတယ်အောက်ဆီဂျင်ဆန်ဆာကကိုယ်ပိုင်မိုးလေးထုတ်တယ် air fury ratio ဆန်ဆာက ECU ကနေပြီးတော့မှဘိုးပေးပြီးတော့မှသူကနေပြီးတော့ပြန်ပြီးတော့ဒီအလုံးလုံးပေါ်အလုံးလုံးတဲ့ပေါ်မူတည်ပြီးတော့ MBR နဲ့ပြန်ပြီးတော့တွက်တာပေါ့ဗျာနော်ဘလောက် MBR ဟိုထွက်နေလဲဆိုတော့ပေါ်မူတည်ပြီးတော့မှဒီ FWU စံစာကအလုံးလုံးတာဖြစ်တဲ့အတွက်အလုံးလုံးတဲ့ပုံစံညင်မတူဘိုးထွက်တာညင်မတူ AF က ECU ကနေဘိုးပေးတယ်အောက်ဆီဂျင်က ECU ကိုဘိုးပြန်ပေးပြီးတော့ဟိုဒါဟိုဟာလုတ်ပြီးတယ်ပေါ့နော်အာယုံခံပြီးတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့စံစာလုံးဝမှားလို့မရဘူး FVB ချိုးစံစာတက်စီရမယ်ကားမှာအောက်ဆီဂျင်စံစာသွားတက်လို့ရှိရင်ပြဿနာရှိပါတယ်။ဒါကြောင့်အဲ့ဒီဘိုင်းလေးလည်းမိတ်ဆွေတို့အနေနဲ့သိချလေးဂယူဆိုင်ဖို့လိုအပ်ပါတယ်။ကျွန်တော်ဆိုရင်ပြီးခဲ့တဲ့နှစ်တုန်းကအောက်ဆီဂျင်နဲ့ FVB ချိုးစံစာမှားယွင်းပြီးတော့တက်စင်တဲ့ကားကြုံဘူးတယ်။အဲ့ဒီကားဆိုလို့ရှိရင်တော့မိတ်အဲ့ဒီကားပိုင်ရှင်ပေါ့နော်မိတ်ဆွေကိုတော့လှမ်းတော့ပြောပြောပေးပြတဲ့ကားမှာအောက်ဆီဂျင်စံစာ ဟိုလဲလိုက်တယ်ဒါပေမဲ့ပြစ်ချက်ကုတ်ကမပြောက်ဘူးချမီးလင်းနေတယ်အင်ဂျင်ကလည်းတုံနေတယ်ပေါ့နော်အဲ့ပြစ်ချက်ကုတ်ရဆိုတော့သူက air fuel reduce sensor ကုတ်တက်တယ်အဲ့တော့သူလဲလိုက်တာကအောက်ဆီဂျင်အဲ့တော့ sensor မှားပြီးတော့ဖြစ်တာပေါ့နော် sensor လဲလိုက်တော့မှပဲကောင်းသွားတယ်ပေါ့ဗျာနော်ဒီလိုမျိုးလေးတွေရှိပါတယ်အဲ့တော့အောက်ဆီဂျင်ဆန်ဆာနဲ့ပတ်သက်ပြီးတော့အီဇောဆန်ဆာနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဒီနေ့လိုက်မှာဥဒရာဖြစ်မြဝေးဆွေးနွေးကြတာဖြစ်ပါတယ်။ဒါကတော့ air fuel reduce sensor အောက်ဆီဂျင်ဆန်ဆာတွေဖြစ်ပါတယ်နော်။အီဇောဆန်ဆာတွေဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ live ကကြတော့ကျွန်တော်၈နာရီခွဲလောက်မှာကျွန်တော် live လွှင့်လိုက်တယ်ဗောနော်ကျွန်တော်အကြောင်းအမျိုးမျိုးကြောင့်အပုံမှန်9နာရီလွှင့်နေကြကိုကျွန်တော်10နာရီခွဲမှာလွှင့်ပြလိုက်တာဖြစ်ပါတယ်အဒီဗီဒီယိုကလည်းဒီ channel မှာရှိအောင်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ live ပုံမှန်မိလိုက်တဲ့မိတ်ဆွေများအနေနဲ့လည်းအဒီ channel မှာဝင်ရောက်ပြီးတော့လည်လာလို့ရပါတယ်တကယ်လို့မေးချင်ရှိတဲ့မိတ်ဆွေများအနေနဲ့ comment မှတ်ပြီးတော့မေးဖားပြကြပါကျွန်တော် comment တွေဖတ်ပြီးတော့မှကျွန်တော်နားတဲ့သလောက်ကျွန်တော်သိသလောက်လေးကိုပြန်လည်ပြီးတော့ ညဝေပြီးမှဖြစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ like ကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ live ဒီကတော့ပုံမှန်ကတော့ည9:00နာရီမှာ live လွှင့်ဖြစ်ပါတယ်ဒီနေ့ကတော့ချစ်ခွဲမှာ live လွှင့်ရတာဖြစ်တဲ့အတွက်အဲ့အတွက်လည်းတောင်းပန်ပါတယ်ခင်ဗျာအားပေးတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ